ဖုံဖုံဖေရစွမ်းသူတာကိုမလူနဲ့ဆိုပြီးပြိတ်ပင်တာပြိတ်ပင်သူမှာဘာအပြစ်ဖြစ်ပါတလဲဖေရဖြေပေးပါနော်တဲ့ဖုံဖုံဖေရစွမ်းသူတာကိုမလူနဲ့ဆိုပြီးပြိတ်ပင်တာပြိတ်ပင်သူမှာဘာအပြစ်ဖြစ်ပါတလဲဖေရဖြေပေးပါနော်တဲ့ခုရကနိကေ ပေတာဝိထုပါဠိတော်ဥရကဝတ်ငါကပေတာဝိထုမှာမြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းကကြိတ်တာလင်မယားနှစ်ယောက်ရှိပါတယ်အဲ့ဒီကြိတ်တာလင်မယားနှစ်ယောက်ကတယောက်နဲ့တယောက်အပြန်အလှန်တင်းပုတ်နဲ့ရိုက်နှက်ပြီးကြလာတဲ့သွေးတွေပြည်တွေကိုစားတောက်ရတဲ့အတွက်ပင်ပန်းဆင်းရဲတဲ့ဓာတ်ကိုခံစားရပါတယ်ဘာကြောင့်အဲ့ဒီလိုဖြစ်ရတာလဲဆိုရင်ဘဝတစ်ခုမှာတုန်းကသူတို့မွေးထားတဲ့သာသမီ၃ယောက်က တမနာဗျမနာတွေကိုလှူဒန်းတဲ့အခါမှာသာသမိတွေရဲ့အလှကိုပိတ်ပင်တားဆီးပြီးတမနာဗျမနာတွေကိုဆေးရည်တိုင်းထွာပြုတ်ခဲ့ပါတယ်။အဲဒီလိုသူတစ်ပါးရဲ့အလှကိုပိတ်ပင်တားဆီးပြီးဆေးရည်တိုင်းထွာပြုတ်ခဲ့တဲ့အတွက်တေလွန်တဲ့အခါမှာအခုလိုပြိတ္တာဘဝကိုရောက်ရခြင်းဖြစ်ပါတယ်။ဒါကြောင့်သူတစ်ပါးအလှကိုပိတ်ပင်တားဆီးမယ်ဆိုရင်ပြိတ္တာဖြစ်တတ်ပါတယ်။တပည့်တော်ညာအရန်ကောင်းကျင်ပါတယ်ဘယ်လိုလုပ်ရမလဲဖေယျ။ တရားထိုင်ရင်ရောဖြစ်ပါမလားဖေရတဲ့တရားထိုင်တဲ့အလုတ်ကကောင်းမြတ်တဲ့အလုတ်ဖြစ်တာကြောင့်တရားထိုင်ပါနော်မိသိမနေကေဥပရိပဏာတပါဠိတော်ဝိပင်္ဂဝတ်သုလကမ္မဝိပင်္ဂတုတ်မှာမြတ်စွာဘုရားကို သူ့ဘလူလင်မေးလျှောက်တဲ့ပု္ပ္ပာ14ချက်ဆိုတာရှိပါတယ်အဲ့ဒီပု္ပ္ပာ14ချက်ထဲမှာမြတ်စွာဘုရားလူချင်းတူပါလေရဲ့တချို့သောပုဂ္ဂိုလ်တို့သည်ဉာဏ်ပညာအလွန်ကြီးမားကြ၏ တချို့သောပုဂ္ဂိုလ်တို့သည်ဉာဏ်ပညာအလွန်နည်းပါးကြ၏။ဒါကြောင့်ပါလဲဖရာဆိုတဲ့အချက်ပါပါတယ်။အဲ့ဒီအခါမှာမြတ်စွာဘုရားကခြေသားသူပါလောက၌တချို့သောယောက်ျားမိန်းမတို့သည်ပညာရှိများထံချဉ်းကပ်၍ကုသိုလ်အကုသိုလ်ကို၎င်းအပြည့်ရှိမရှိကို၎င်းမိဝဲသင့်သမိဝဲသင့်သောအရာကို၎င်းနောင်တန်တရာဝဲအကျိုးပေးမပေးကို၎င်းမိ мян ခြင်းမပြုကြပဲမိမိတို့စိတ်ထင်ရာဖြင့် မကောင်းသောဒုစရိုက်အမှုများကိုပြုကြ၏။ထိုပုဂ္ဂိုလ်များတေလွန်သောအခါငရဲသို့ကြာရပြီးငရဲကပြန်လွတ်၍ဒုဘဝသို့ပြန်ရောက်သောအခါ၌လူညံ့လူဖြင်းလူအားတို့ဖြစ်ကြရ၏။ချက်သားတို့ပါလောက၌တချို့သောယောက်ျားမိန်းမတို့သည်ပညာရှင်များထံချဉ်ကပ်၍ကုသိုလ်အကုသိုလ်ကို၎င်းအပြစ်ရှိမရှိကို၎င်းမိဝဲသင့်မမိဝဲသင့်သော အရာကို၎င်း နောင်တန်တရာဝဲအကျိုးပေးမပေးကို၎င်းမြင်မြန်ကြပြီးမကောင်းမှုအကုသို့ဒုစရိုက်အမှုများကိုရှောင်ကျဉ်၍ကောင်းသောသုစရိုက်အမှုများကိုပြုကြ၏ထိုပုဂ္ဂိုလ်များတင်လွန်သောအခါမျက်ပြည်သို့လာရောက်ကြရပြီးလူဘဝသို့ပြန်ရောက်သောအခါ၌ဉာဏ်ပညာကြီးမားသောပုဂ္ဂိုလ်များဖြစ်ကြရ၏လို့ဖြစ်ကြတော်မူပါれဒါကြောင့်အပ္ပန်ရှင်အနေနဲ့ဉာဏ်ကောင်းကျင်တယ်ဆိုရင်ပညာရှင်များထံချင့်သက်ပြီးမတိတာကိုမေးမြန်း၍ မကောင်းသောဒုဒရိုက်မှုများကိုရှောင်ကျင်ပြီးကောင်းသောဒုဒရိုက်မှုများကို ပြုလုပ်ပါလို့ပြောကြင်ပါတယ်နော်ဆရာတော်ဖရာတတိတော်ကိုမေးလျှောက်ခွင့်ပြုပါဖရာတတိတော်သိကျင်တာတစ်ခုကဖရာရှင်ဟောခဲ့မိခဲ့ဘူးတဲ့စကားအရာတွေထဲမှာသာသနာတော်သည်မိတိဘာသာဝင်မိတိလူမျိုးတို့ကြောင့်မှမမင်းမိန်မပြည့်စည်နိုင်ငါဤသားတော်ယဟန်တန်ဃာတို့ကြောင့်သာလျှင်မိမိန်ပြည့်စည်နိုင်ပေလိမ့်မည်လို့မိဆိုခဲ့ဘူးပါသလား တတိတော်ကိုအမှန်သိအောင်တုံသင်လမ်းပြတော်မူပေးပါဆရာတော်ဖရာတဲ့တချို့ကမြတ်စွာဘုရားဤသာသနာတော်ကိုယဟန်တွေကပဲဖြစ်စည်းလိမ့်မယ်လို့တစ်ဖက်သက်ပြောဆိုနေကြပါတယ်အဲ့ဒီလိုပြောဆိုတာဟာမှားပါတယ်နော်မသိလို့ပြောနေကြတာပါဦးဇင်းတို့မြတ်စွာဘုရားကအဲ့ဒီလိုမဟောပါဘူးမြတ်စွာဘုရားဤသာသနာတော်မှာဘိက္ခုဆိုတဲ့အမျိုးသားယဟန်ဘိက္ခုနီဆိုတဲ့အမျိုးသမီးယဟန်ဥပါတကာဆိုတဲ့လူအမျိုးသား ဥပါတိကာမဆိုတဲ့လူအမျိုးသမီးရယ်ဆိုပြီးပြိဿ၄ပါးရှိပါတယ်။ဤပြိဿ၄ပါးကပဲဤသာသနာတော်ကိုတင့်တယ်ပြန်ပွားအောင်လုပ်ပေးနိုင်တယ်လို့မြတ်စွာဘုရားကအင်္ဂုတ္တပါဠိတော်စတုကနိပတ်သောပနာတုံမှာဟောကြားထားပါတယ်။ပြိဿ၄ပါးကပဲဤသာသနာတော်ကိုတင့်တယ်ပြန်ပွားအောင်လုပ်ပေးနိုင်တယ်လို့ဤသာသနာတော်ကိုပြည့်စည်အောင်ဖြည့်စည်မှာကလည်းပဲပြိဿ၄ပါးကပဲဖြည့်စည်နိုင်မယ်လို့မြတ်စွာဘုရားကတယုဒ္ဒနိကေ ပဂါထဝကတန်ယုတ်ပါဠိတော်ကတ္တပတန်ယုတ်တဒ္ဓမ္မပရိရူပကတုတ်မှာဟောကြားထားပါတယ်။ဒါကြောင့်သာသနာတော်ကို ဖြည့်ဆည်းမှာဟာယဟန်တမျိုးတည်းမဟုတ်ပါဘူး။လူရောယဟန်ရောဖြည့်ဆည်းမှာဖြစ်ပါတယ်နော်။မင်းတို့ဖရာတဲ့မင်းတို့အတွက်အသက်ပေးသွင်းတဲ့ဖရာရှိလားတဲ့။ဦးဇင်းတို့ဘုရားဘာသာမှာဖရာဖြစ်ဖို့ဆိုလို့ရှိရင်သွန့်ချင်းကြီး၅ပါးကိုကျင့်ရပါတယ်။အဲ့ဒီသွန့်ချင်းကြီး၅ပါးမှာဇီဝိတပရိစ္ဆာကားတူတာရှိပါတယ်။ ဇီဝိတာဆိုတာအတက်ပေါ့ပရိစ္ဆာကားဆိုတာသွန်ကျဲတာအတက်ကိုသွန်အောင်နော်ပါရမီဖြည့်တဲ့နေရာမှာလည်းအတက်ကိုသွန်ပြီးတော့ပါရမီဖြည့်ရပါတယ်ပြီးတော့ပါရမီ၁၀ပါးမှာတပါးတပါးမှာအဆင့်၃ဆင့်ရှိသေးတယ်နော်ဒါနပါရမီဆိုပါဆိုရိုးရိုးတူလို့ရှိရင်ဒါနပါရမီပေါ့ကိုယ့်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့မျက်လုံးတို့နှာခေါင်းတို့လက်တို့ခြေတို့ကိုဖြတ်ပြီးတော့ ်ဆုံးလို့မယ်ဆိုလို့ရှိရင်ဥပပါဒမီပေါ့ဥပဒါနပါဒမီပေါ့မိမိရဲ့အတက်ကိုသွန်ပြီးတော့လို့မယ်ဆိုလို့ရှိရင်ပရမထပါဒမီဆိုပြီးတော့ပါဒမီအဆင့်၃သိန်းရှိပါတယ်နော်ဆယ်ပါးဆိုတော့အဆင့်၃၀အပြား၃၀ပေါ့ဒီလားအဲ့ဒါဖျားပြဖို့ကျင့်ရတာအဲ့ဒီလိုကျင့်တဲ့နေရာမှာလဲပညာအာတန်တဲ့ဖျားဆိုလို့ရှိရင် လေးအသင်ချင်းနဲ့ကဘာတဲ့ဖြစ်ကျင့်ရပါတယ်တရာအာတန်တဲ့ဖျားဆိုလို့ရှိရင် ရှက်တင်ခြင်းနဲ့ကဘာသိန်းဖြစ်ခြင်းရပါတယ်။ဝိရိယအာတန်နဲ့ဖျားဆိုလို့ရှိရင်တစ်ချောက်အတင်ခြင်းနဲ့ကဘာသိန်းဖြစ်ခြင်းရပါတယ်။နော်။အရှိမပါတဲ့အတင်ခြင်းဆိုတာကြီးတော်လို့မရဘူးပေါ့။နားလဲရောပြောရမယ်ဆိုလို့ရှိရင်တယုဒနာ၈မိုင်ပတ်တဲ့ရှိတဲ့ခြံကြီးကိုခတ်ရပါ။အဲ့ဒီမှာမုံညစ်စိတ်တွေပြည့်ထက်ပါ။မိမိအတက်တေတို့ချွေရင် အဲ့ဒီမုံညင်းသစ်တစ်ခုကိုထုတ်ပါတဲ့အဲ့ဒီတေယတနာပဲလည်းရှိတဲ့ channel မှာရှိတဲ့မုံညင်းသစ်တွေကုံရမယ်အတင်ရှိဆိုတာမကုံလေးဘူးတဲ့နော်အဲ့ဒါတော့များတဲ့ကာလပတ်လုံးကိုဖခင်ကအတတ်တွေပေးသွင်းခဲ့တာဖြစ်တယ်နော်တဘွားတဲ့ပြစ်ဆက်တာမဟုတ်ဘူးဘွားပေါင်းများများစွာအတတ်ကိုပေးသွင်းပြီးတော့မှရတဲ့တပ်ပင်ညူတာညံတော့ဖြစ်ပါတယ်နော်ဗုဒ္ဓဆိုတာက တပိဋ္ဌဉာဏ်ကိုရသွားကိရိတာကုန်ပြီးတော့တပိဋ္ဌဉာဏ်ကိုရသွားတာကိုဗုဒ္ဓအောင်လို့ခေါ်တာဟုတ်လို့တကိုးချင်းအဖြစ်နဲ့ဖြစ်သွားတာကိုဆိုလိုတာမဟုတ်ဘူးเนาะအဲ့တော့တရားဓမ္မတွေကိုအားထုတ်ခဲ့တယ်လူငယ်တော်နှစ်ပေါင်း1500ကမစ္စည်းမဒေတာအိန္ဒိယမှာတောထွက်ပြီးတော့တရားအားထုတ်ခဲ့တယ်တရားအားထုတ်ပြီးတော့တပိဋ္ဌဉာဏ်ကိုရခဲ့တယ်ဒါကိုဗုဒ္ဓလို့အစလုံးကသတ်မှတ်တယ် ဟိုလိုအရာရာကိုဖန်ဆင်းတာမျိုး God ကိုဗုဒ္ဓလို့ပြောတာမဟုတ်ဘူးဥစ္စာလို့ပြောတာကနော်လူသားအနေအားနေကိရတကုံပြီးတပြည့်တညာကိုရတာကိုဗုဒ္ဓလို့ခေါ်တယ်တကယ်ရှိခဲ့ကြအောင်တမိုင်းထောက်တာတွေအများကြီးရှိပြီးသားနော်ဟိုင်းလားရှိတယ်ဒါကြောင့်လည်းမြတ်စွာဘုရားတချို့မေးတယ်ဟိုနှစ်တွေကဘာလို့ဘုရားမဖြစ်တယ်လဲဘာလို့လူကဘုရားဖြစ်တယ်လဲဆိုတော့တမိုင်းထောက်တာအရေးကြီးလို့ပဲနော်အဲ့တော့လူသားစစ်စစ်ကနေဖြစ်လာမှသာလေခုနအမေဘသူအဖေဘသူဆိုတာရှိတာလေရာဇဝင်တမိုင်းကြီးရှိတယ်လေဒါစစ်စစ်ဗုဒ္ဓစစ်စစ်တိကျောင်းသိစေချင်တာလေနော်အဲ့တော့ဘုရားတကယ်ရှိခဲ့တယ် အခုပြိဋိနိဗ္ဗာန်ဆံသွားပြီဘုရားမရှိတော့ဘူးဘာဖြစ်လို့ဦးဇင်းတို့ဒီမှာကိုးကွယ်နေဆိုလဲဆိုတော့ဒါကဦးဇင်းတို့ကိုးကွယ်တယ်ဆိုတာကကြီးစုချင်းနော်ဒီကုသိုလ်အကုသိုလ်တွေနိဗ္ဗာန်အကြောင်းတရားတွေဥပဒနာလမ်းစဉ်တွေကိုချမှတ်ခေါ်ချခဲ့တဲ့ဗုဒ္ဓကိုဦးဇင်းတို့ကြီးစုတင်တယ်ကြီးစုချင်းအနေနဲ့ဦးဇင်းတို့ကကိုးကွယ်စိကပူဇော်တာဖြစ်တယ်နော်ဘုလိုရုပ်ထုထုပြီးတော့ကိုးကွယ်တယ်ဆိုတာမျိုးကဦးဇင်းတို့ကရုပ်ထုကိုကိုးကွယ်တာမဟုတ်ဘူးမြတ်စွာဘုရားကိုအောက်မေ့တတိကြသောအဖြစ်ပူဇော်ကြတာဦးဇင်းတို့မြန်မာနိုင်ငံမှာပဲကြည်လေ မြန်မာနိုင်ငံမှာဆိုရင်ဒါဗိုလ်ချုပ်အောင်ဆန်းလို့နော်ဒါအများကြီးစူးစမ်းခဲ့တယ်ဆိုပြီးတော့ညနေဗိုလ်ချုပ်ကိုကျေးဇူးတင်တဲ့အနေနဲ့မြို့နယ်တိုင်းနှိပါမှာဗိုလ်ချုပ်ရုပ်ထုတွေထုတ်ကြတာပဲလေဟုတ်တယ်မလားထုတ်ကြတယ်အဲ့တော့ဗိုလ်ချုပ်ကိုကိုးကွယ်တာဆိုတော့ကိုးကွယ်တာမျိုးမဟုတ်ကျေးဇူးဆက်တဲ့အနေနဲ့ကျေးဇူးတင်တဲ့အနေနဲ့ဟုတ်လားမြန်မာနိုင်ငံအတွက်ကိုအလေးထားတဲ့အနေနဲ့ respect ပေးကြတဲ့သဘောပဲအခုလက်ဒီတိုင်းပဲဘုန်းတော်ကိုဥစ္စာကိုပူဇော်ကြတယ်ရှိခိုးကြတယ် respect ပေးကြတယ်ဆိုတာကကျေးဇူးရှင်အနေနဲ့တို့တွေကိုဒါကကုသိုလ်ဒါကအကုသိုလ်လို့ခွဲခြားပေးခဲ့တဲ့ကျေးဇူးရှင်ကြီးဆိုတဲ့အနေနဲ့ဥစ္စာကကိုးကွယ်စည်းကမ်းကြတာဖြစ်ပါတယ်နော်ဟုတ်ရုပ်ထုကိုကိုးကွယ်တာတော့မဟုတ်ပါဘူး နော်ယုတ်တုဆိုတာကတတိယလွယ်အောင်လို့ဟုတ်တယ်လေယုတ်တုကိုမြင်နေဆိုရင်တတိယလွယ်တယ်လေမိမိတို့အိမ်မှာကဲတည်သွားတဲ့အမေဖေရဲ့အမတ်တရပစ္စည်းဘာမှမရှိနဲ့မေ့ပါမှာအမေဖေရဲ့ပစ္စည်းလေးတွေရှိတယ်ဆိုတော့အမေလေးကဒီပစ္စည်းကျတယ်နော်အော်ငါတို့အမေရှိတယ်မှလို့ဒါလေးကဘလို့လေးပဲဆိုတတိယလာတယ်နော်အဖေရှိတယ်မှဆိုရင်ဒါလေးကဘလို့သုံးခဲ့တာတတိယလာတယ်အခုလည်းအဲ့လိုပဲဖခင်ရှင်ရဲ့စင်တို့ဖခင်ရှင်ရဲ့ယုတ်တုတော်ကိုကြည့်လိုက်တော့အဖေဖခင်ရဲ့ခုံတော်တွေကိုအောက်မေ့တတိရှင်လက်စစ်တွေပေါ်လာတယ်ဒီသဘောအနေနဲ့ဥစ္စာစင်တို့တော်တွေကိုထားကြတာဖြစ်ပါတယ် ပိုလိုရုပ်တုကြီးကိုအလေးတမြတ်ထားပြီးကိုးကွယ်တာမျိုးတော့မဟုတ်ပါဘူးရုပ်တုဝါဒမဟုတ်ပါဘူးเนาะအောက်မေးတတိယလွယ်အောင်ကိုးကွယ်တဲ့သဘောပ